အဝတ္တညုဝတ္တညုဆိုတာဆိုစကားကိုနားလည်သူအဲ့ဒါမိတ်ဆွေတွေမှာရှိရတဲ့အင်္ဂါရတစ်ခုဒါမှမဟုတ်ဒါတကားရေအဲလူတဲ့သူတွေမှာရှိရရှိတတ်တဲ့အင်္ဂါရတစ်ခုအဲမိတ်ဆွေတွေက ကိုယ်မိတ်ဆွေရဲ့ဆိုစကားကိုနားလည်တတ်ရတယ်ပေါ့လူတဲ့လူတွေကလူခံနေရဲ့ဆိုစကားကိုနားလည်တတ်ရ အလိုနားလည်တတ်တဲ့လူကိုဝရညူလို့ခေါ်တယ်။အဲတောင်းခြင်းဟူသည်ငိုသောမိ၏။အဲတောင်းရတယ်ဆိုတာငိုခြင်းတမျိုးပါပဲ။တောင်းရတယ်ဆိုတာမကောင်းဘူးပေါ့။ဖီလင်မကောင်းဘူးပေါ့။အဲငိုရာနဲ့တူတယ်ပေါ့။ထို့ပြင်တမှုမပေးလူလဲငိုသူမိ၏။အတောင်းခံရတဲ့လူကတစုံတစ်ခုကြောင့်မပေးနိုင်ဘူးဆိုတာကြီးကလည်းအဲခံစားမှုမကောင်းဘူး။ အဲ့ဒါလည်းငိုခြင်းတစ်မျိုးပါပဲငိုရတာနဲ့ငိုတာနဲ့တူပါလေတဲ့အဲပစ္စည်းမရှိလို့မပေးနိုင်တာဒါမှမဟုတ်ရင်လည်းနှမျောလို့မပေးနိုင်တာအဲမပေးနိုင်တဲ့အဖြစ်ကြီးရလည်းပဲအဲငိုတာနဲ့တူပါလေတဲ့အစိုးစကားရှိခဲ့ညာလို့အဲ့ဒီဆိုတဲ့စကားရှိတယ်ဘယ်မှာရှိတာတုံးဆိုတော့ဇတ်တော်ထဲမှာရှိတယ်အဲအဲ့ဒီစကားရှိတော့တောင်းရတယ် ိုတာမကောင်းပါဘူးတဲ့အဲမဘေးတစ်ခါလူကမဘေးနိုင်ညာတော့လည်းမကောင်းတော့အမောက်နှုတ်ဖျားမစိုးအားလဲအဲ့ဒါသိထားတဲ့လူတွေကကိုလိုပေမဲ့လို့အဲနှုတ်ကပြောမထွက်ဘူးပေါ့နှုတ်ကပြောမထွက်ဘူးမိတ်ဆွေတယောက်ကဒုက္ခရောက်ပေမဲ့လို့အဲတောင်းမရအတွက်ပြောမထွက်ဘူးအလူကပုဂ္ဂိုလ်ကသူ့မှာလုံးနေပေမဲ့လို့တောင်းမရအတွက်ပြောမထွက်ဘူး ပြောမထွက်တာကအထက်ကဆိုရစကားလေးကြောင့်အဲ့လိုပြောမထွက်တာကိုပဲအမောင်းနှုတ်ဖျားမဆိုအားလဲ။မောင်ရင်ရဲ့နှုတ်ဖျားကဆိုဖို့ရအတွက်ပြောဆိုဖို့ရအတွက်အားမရှိတော့လဲပဲမပြောနိုင်တော့လဲပဲငါနှလုံးသားစာနာနာနဲ့ငါကြားနေတယ်။အဲကိုမိတ်ဆွေကိုရိတ်တကြီးကြီးကြည်နေတဲ့လူကသို့မဟုတ်လူကံပုဂ္ဂိုလ်ရဲ့အရေးကိုကြည်နေတဲ့လူကအဲ နှလုံးသားဆိုတဲ့ဇာနာတတ်တဲ့နားနဲ့မပြောတဲ့စကားတွေကိုကြားနိုင်ပါလေအဲ့လိုပြောမထွက်တာဘဲအမောက်နှုတ်ဖျားမဆိုအားလဲမောင်ရင်ရဲ့နှုတ်ဖျားကဆိုဖို့ရာအတွက်ပြောဆိုဖို့ရာအတွက်အားမရှိတော့လဲပဲမပြောနိုင်တော့လဲပဲငါနှလုံးသားဇာနာနားနဲ့ငါကြားနေတယ်အဲကိုမိတ်ဆွေကိုရိတ်တကြီးကြီးကြည့်နေတဲ့လူက သို့မဟုတ်လူကံပုဂ္ဂိုလ်ရဲ့အရေးကိုကြည်နေတဲ့လူကအဲနှလုံးသားဆိုတဲ့သာနာတတ်တဲ့နားနဲ့မပြောတဲ့စကားတွေကိုကြားနိုင်ပါတယ်အဲခုလိုခက်ခဲဖြစ်တဲ့အချိန်မျိုးပေါ့ချိန်မျိုးမှာဒီလူတွေကလုံးနေလိမ့်မယ်မတောင်းတာက မတောင်းတာပဲပေါ့နော်အဲဘလိုတွေလုံးနေလိမ့်မယ်စသဖြင့်သာနာပြီးတော့အဲမပြောတဲ့စကားတွေကို နှလုံးသားနားနဲ့ကြားနိုင်ပါတယ်ကြားနေပါတယ်အဲ့လိုအဓိပ္ပာယ်ရတာပေါ့အဲ့ဒါတော့ဒီကာလမှာအလူရှင်တွေကို ကိုစားပြုပြီးတော့ရေးထားတာဟုတ်လူရှင်တွေကအဲလူကံပုဂ္ဂိုလ်တွေရဲ့မဆိုနိုင်တဲ့စကားတွေကိုကြားနေပါတယ်ပေါ့